ဖြောက်ချင်တဲ့စိတ်လေးပေါ်လာခဲ့သေးတယ်အခုနောက်ပိုင်းကျတော့လေဟိုစိုးရိမ်နေပေါ့နော်ဆိုကြဟိုမိမွေးထားတဲ့ဒီမဲ့ကြောင့်မဲ့ကိုမဟိုလူချစ်လူခင်ပေါ်နေရလားမသိဘူးပေါ့နော်ဆိုကြအဲ့မဲ့လေးပျောက်သွားမှာဝိုင်းဝိုင်းတမဟာဟုတ်လားစိုးရိမ်ပြီးအဲ့မဲ့လေးအဲ့တိုင်းမဲ့တံပူးထားတာလေဟုတ်ဟုတ်တယ်ရှုပ်တယ်ပါညာပေါ့ပြောကြပါပေါ့နော်ဟုတ် ချူးပြီးတော့ရှုပ်တယ်လို့မခံစားရပါဘူးတအားမှမကြည့်သေးတာမကြည့်သေးမကြည့်သေးအဲ့ဒါတော့လေဟိုလူတယောက်ကပေါ့နော်ဒီဘေးနားမှာဟိုတကယ်ဟိုပေါ့နော်စိတ်ချလက်ချနဲ့ကိုယုံကြည်အားကိုးရတဲ့သူတွေရောက်လာတယ်ဆိုတော့ချူးလေးကတော့လေဟိုမိမိကိုကိုနဲ့ဆိုင်မယ်လို့လည်းထင်တယ်အများဆုံးဘာလို့လဲဆိုတော့ ပြေးတာလို့စိတ်ပုတ်နေပြေးတာမှချစ်မှာမဟုတ်ဘူးလေနော်အဲ့တော့သူလေးလည်းအဲ့လိုပေါ့ဟိုအဲ့လိုစိတ်မပုတ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဟိုကိုမိသားစုလိုသဘောထားရတယ်အဲ့တော့ဘေကုဘေးနာကလူတွေကလည်းကိုမိသားစုလိုမျိုးပြန်ပြီးတော့သဘောထားရတယ်ပေါ့နော်အဲ့တော့ဥမြင့်တာတော့ဥစေတနာပေါ့အဲ့လိုရောခံစားပါတယ် ွဲထည့်ရဆိုင်ကပေါ့ဆိုင်ခွဲပေါင်းက18ဆိုင်ရှိရပေါ့နော်ဒါကတော့အမှတ်9ဆိုင်ကိုပြောင်းရွှေ့ခွင့်လေးတာပေါ့နော်ပြောင်းရွှေ့ခွင့်လေးတဲ့နေရာကကျတော့အမှတ်963အာသူတို့မှလမ်းမပေါ့ ပြောရလို့ရှိရင်အရှိမကြာအထက်ကသုံးကြောင်းရှိပေါ့နော်အမှပြောင်းရွှေ့ပြီးတော့ဖွင့်လစ်တာပါဟုတ်ဒါအခုဆိုလို့ရှိရင်ပြောင်းရွှေ့ဖွင့်လစ်တဲ့နေရာမှာလည်းတကယ်နဲ့ကြိတ်တို့အားပေးကြရည်လည်းမြင်ရတယ်အဲ့တော့ပေါ့နော်ဆိုင်ခွဲပေါင်း18ဆိုင်ကနေပြီးဆိုင်ခွဲပေါင်းရာနဲ့ထောင်နဲ့ချီပြီးတော့ပေါ့နော်ဖွင့်ပြီးတော့ customer တွေအများကြီးနဲ့ပေါ့အောင်မြင်မှုထိတ်ဆုံးမှာအများအမြဲနဲ့အမြဲနဲ့မြင်နေဇွဲထက်ဆိုပြီးတော့ပြည်တည်နိုင်ပါစေလို့သူတို့ရဲ့ဆောင်ပုံလေးနဲ့အတိုင်းပေါ့နော် biggest brand quality first ပေါ့အရမ်းမိုက်ပါလေ ကြိုက်တယ်ပထမခရမ်းဆွဲလေးဆိုလည်းအရန်သဘောကြတယ်ဖဲချုပ်ဖက်တုံးကလေဂျူလီယာတော့အဲ့ယတနာလေးနဲ့ပဲဝေးရမယ်လို့ထင်တာဒီရောက်တော့မှ surprise တိုက်လိုက်တာပေါ့နော်ဒါဆိုလုံးဝမခင်းရသေးဘူးပေါ့နော်ဒီမှာလုံးဝအစ်စ်အစ်စ်ကိုမှရတာပထမအဦးဆုံးပေးဝတ်တာဆိုတော့လေအရန်လာတယ်ပေါ့နော်အရန်နဲ့ထဲ့တယ်ပေါ့အာဒီဝတ်စုံနဲ့ဒီရွှေနဲ့ဆိုလည်းတအားလိုက်ပါတယ်အရန်ကြိုက်ပါတယ် ဟုတ်ကဲ့အရွယ်တစ်ခုလေးရောက်လာတော့လေပြီးတော့ကတော့တိတိမြင်မြင်ပပလေးတွေကြိုက်တယ်ပေါ့နော်အမြဲတမ်းရှိလေးဖြစ်တယ်အခုဒီအရွယ်တစ်ခုရောက်လာတဲ့အခါကျတော့လေထဲထဲလေးတွေကြိုက်လာတယ်အဲဒီလက်စွပ်စိုးလဲအဲ့လိုလေးဒင်းဖြစ်နေမှချင်းနေရလို့ခံစားလာတယ်ပေါ့နော်ဟုတ်ဟိုဒီယတနာဆိုလဲအရန်ထဲတယ်လေဟိုအကြီးကြီးကြိုက်နေပါလေ ဝဲစုဖို့လားစဉ်းစားတာပေါ့စဉ်းစားတာပေါ့ကျူးလေးဆိုရင်အဲ့လိုမျိုးလေးဟိုအယမ်းမားတာတကွာရွှေဝဲမစုဖြစ်တာအယမ်းမားတယ်ပေါ့နော်ရွှေဝဲစုမယ်လို့စဉ်းစားလိုက်တိုင်းလေအเจ้าမျိုးမျိုးနဲ့ပေါ့နော်အဲ့လိုမစုဖြစ်ဘူး တကယ်တမ်းကျတော့ရွှေဝယ်စုတာအကောင်းဆုံးဆိုတော့သိလာတယ်ပေါ့နောက်ပိုင်းနောက်ပိုင်းတွေမှာတော့ရွှေဝယ်စုပြမှာပါအော်ဒါဘာပဲပြောပေါ့နော်ဒါလူငယ်တွေကဥစားပေးရဆိုတော့ဒီအရင်လဲဂုံယူတယ်အရင်လဲအားကြရတယ်ပေါ့နော်ဟုတ်အရင်လဲမိုက်ပါတယ်အရင်တော်တယ်ဘယ်တော့ဆိုင်ရဖက်ခေါ်ကြတော့မလို့ကြည့်ကြည့်တက်အောင်မှာကိုတော့မနေဦးတိုးနေဟဲ့ပေါ့နော်အကုန်လုံးမေးလိုက်လို့ရှိရင်လဲဗာလဲဟိုစိတ်မရလေးလာဝယ်လက်စွပ်လာဝယ်လက်ကောက်လာဝယ်တဲ့လေအရင်ကိုရောင်းရတယ်ပေါ့နော်လူတွေဆိုလိုက်ကြိတ်ကြိတ်တိုးပေါ့ဒါအခုအောက်မှာရှိရဲ့လူတွေဆိုတော့ဂျူးလေးတို့ လာတဲ့အနုပညာရှင်တွေကိုအားပေးဖို့ပြီးတက်လာတာမဟုတ်ဘူးတကယ်ဇွဲထက်ရဲ့ပေါ့နော်ဒီ customer တွေကိုယ်တိုင်လာပြီးဇွဲထက်ရဲ့ရတနာတွေကိုချစ်မြတ်နိုးတဲ့သူတွေကိုအောက်မှာအများကြီးရှိရေပေါ့နော်အဲ့တော့ဒါအခုဆိုလို့ရှိရင်ဒါဆိုင်အမှန်ငါပေါ့နော်နောက်တစ်နောက်ထပ်နောက်ထပ်ဆိုင်ပွဲပေါင်းအများကြီးအများကြီးနဲ့နေရာတိုင်းမှာပေါ့နော်ဇွဲထက်ဆိုင်တွေတန်းကြီးနဲ့ပေါ့နော်အောင်မြင်မှုထိတ်ဆုံးမှာပေါ့နော်ရေရှည်တည်တတ်ပါစေ ကတော့နောက်ပိုင်းနည်းနည်းလေးသတိထားလာတာပေါ့နော်ဟိုအရင်တော့ဆိုဒါကျူပြီးမင်းနေကြပုံစံလေးရှိရတယ်နော်အခုနောက်ပိုင်းကျတော့ဒါဟိုအများနဲ့မြင်နေလဲရိုးသွားမှကြောက်တယ်ဒီအဲအကြောင်းမလို့ဒါမြင်နေကြပုံစံမျိုးမဟုတ်တဲ့အဲလိုမျိုးပေါ့အစ်စ်အစ်စ်ပေါ့နော် update ဖြစ်တဲ့ပုံစံမျိုးလေးဆိုတော့တိုင်မြင်ရတာပေါ့ group team တခုလို့ပြောပဲဘလို့အတိုင်းမြင်ရတယ်ပေါ့နော်ချုပ်ပေးရသူကလည်းစေတနာပါပါချုပ်ပေးရ season ပေးရသူတွေရော stylist တွေရောအကုန်လုံးကလည်းကျူလေးပေါ်မှာအရန်ပေါ့စေတနာထားတဲ့အခါကျတော့လည်းအရန်ကပို့ပြီးရောပေါ့ ော့ဟိုနည်းနည်းလေးဟိုဟို view design နဲ့ဟိုပို့ပြီးတော့ကိုယ့်ကိုယ်ကိုလည်းအဆင်ပြေလာလို့ထင်တာပေါ့ stylist တွေတိုးလိုက်အဲမရှိတယ်တိုးစရာမလိုမရှိတယ်အခုကမိကတော့ဟမ်အော်ချောက်ပါရယ်ဘုန်းတော်ဒါတော့ဒီနေ့ဟုတ်တယ်အဲ့လိုလိုပြောခဲ့တယ်သူလေးတစ်ခေတ်တစ်ခါပြောခဲ့တယ်အရန်ပြောခဲ့တာ ငါမထောင်ခဲ့မိဘူးဗောနော်သူကတော့စုပြီးဒီပြချက်ပြပဲအလိုအခောက်ရွှေတွေကိုလေတစ်ခါလဲပြောက်သွားလို့ဆိုပြီးတော့ဩကြီးကျယ်နေပြီးပြန်တွေ့တာပဲသူကပို့ပြီးစုဖြစ်ပါတယ်ဆက်ရွှေစုရောကိုကတော့စားရတယ်အဲ့ဒါတော့လေဟိုလူတယောက်ကဗောနော်ဒီဘေးနားမှာ ဟိုတကယ်ဟိုဘောနော်စိတ်ချလက်ချလက်ကိုယုံကြည်အားကိုးရတဲ့သူတွေရောက်လာတယ်ဆိုတော့ truly ရတော့လေးဟိုမိမိကိုယ်ကိုနဲ့ဆိုင်မယ်လို့လည်းထင်တယ်အများဆုံးဘာလို့လဲဆိုတော့ truly ဒါလို့စိတ်ပုတ်နေပေးတာမှချစ်မှာမဟုတ်ဘူးလေနော်အဲ့တော့ truly လည်းအဲ့လိုဘောဟိုစိတ်မပုတ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဟိုကိုမိသားစုလိုသဘောထားရတယ်အဲ့တော့ဘေကုဘေးနာတဲ့သူတွေကလည်းကိုမိသားစုလိုမျိုးပြန်ပြီးတော့သဘောထားရတယ်ပေါ့နော်အဲ့တော့တဦးမြတ်တာတဦးစေတနာပေါ့အဲ့လိုတော့ခံစားရပါတယ် không biết là chào đi <laughs> tôi đi vào không mẹ tôi đi vào không mẹ ồ ồ tôi luôn là chị tiền bây giờ mua cô hay là mua bia chào đi mà mà sinh nó cái gì rồi à à giá thấp bạn bây giờ là sao bây giờ đã giá thấp bạn bây giờ đã em muốn đi là sao ဟုတ်ကဲ့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 သူလည်းပေးရအောင်မယ်သူမျိုးသားကိုလည်းပေးရအောင်မယ်ဖတ်ထားပါရဲ့ဟုတ်ကဲ့ဟုတ်ပြီးတော့အဲ့လိုမျိုးပေါ့ဂျူလီကိုလည်းဒါဟိုတစ်ခါတလေတော့ရှိရယ်ကိုယ့်ဘက်ကလည်းဘလောက်ကောင်းကောင်းအဖတ်သားကလည်းကိုယ့်ကို အဲဘယ်လိုရမလဲကောင်းစီအောင်ဆောင်ပြီးတော့မကောင်းတာမျိုးလည်းရှိနိုင်တယ်။ဒါပေမဲ့ချူလေးတို့ကနှစ်တည်းကြားနေပြီလေတယောက်အချောင်းတယောက်ကတကယ်ဟိုဘယ်လိုပြောရမလဲဟိုတမိတဲ့မွေးထားတဲ့မိသားစုတွေလားမှန်တယ်ပေါ့နော်တယောက်အချောင်းတယောက်အပုံသိတယ်တယောက်မျက်နှာတယောက်ပါဖြစ်နေပြီဆိုတာလည်းသိတယ်ဘလောက်ထိကိုရင်းနှီးသွားကြတဲ့အခါကျတော့လေပြီးတော့ကိုကလည်းဟိုမိတ်ကပ်ပေါ့နော်ကိုစတိုင်လစ်ကိုဒီဇိုင်နာဆိုတာကိုအဲ့လိုပုံစံမျိုးမထားဘူးမိသားစုလိုပဲထားတဲ့အခါကျတော့လေဟိုအကုန်လုံးကတကယ်ဟိုမိသားစုစီးစီးလုံးလုံးမိသားစုကြီးတစ်ခုဖြစ်တယ်ပေါ့အရင်လေကျေးဇူး ူတင်တဲ့ UGD team တက်ခုရောမလဲလေဟုတ်ကိုကလည်းဟုတ်ပါတယိုးလေးသွားပါမယ်ဆိုမရဘူးမသွားရင်မသွားနိုင်ပဲအဲ့လိုရချူချူငယ်တွေအများကြီးပဲတွေ့တယ်။မဲ့တွေကပူရောင်ကြီးသေးတယ်။ဦးကတင်တင်သားတယ်။သူတွေ့တဲ့ချူငယ်တွေကိုလေဟုတ်အရန်ဟိုပျော်ရပါတယ်။ချူချူငယ်လေးအခုလိုပောက်သွားတော့လေ။ဟုတ်။ကိုကြီးကချူငယ်ကိုစိတ်လုံးစိတ်ကွင်းတော့။ဟာ။ချူငယ်ကိုကြီးရင်ချစ် အဲ့လိုလိုရှိပါဘူးအရင်ကတည်းကဒီဒီနားတစ်လုံးဒီနားတစ်လုံးကတော့ပြိသက်တိုင်းသိပါတယ်ဟုတ်အဲ့လိုဆိုရတယ်ဒီနိုးကတော့ဖျောက်ချင်တဲ့စိတ်လေးပေါ်လာခဲ့သေးတယ်အခုနောက်ပိုင်းကျတော့လေဟိုစိုးရိမ်နေပေါ့နော်ဆိုကြဟိုမိမွေးထားတဲ့ဒီမဲ့ကြောင့်မဲ့ကိုမဟိုလူချစ်လူခင်ပေါ်နေရလားမသိဘူးပေါ့နော်ဆိုကြအဲ့မဲ့လေးပျောက်သွားမှာဝိုင်းဝိုင်းတမဟုတ်လားစိုးရိမ်ပြီးအဲ့မဲ့လေးအတိုင်းမဲ့တန်ဖိုးထားတာလေ ဟုတ်ဟုတ်တယ်ရှုပ်တယ်ပါညာပေါ့ပြောကြတာပေါ့နော်ဟုတ်ကျူပြရရှုပ်တယ်လို့မခံစားရပါဘူးတအားမှမကြည်သေးတာမကြည်သေးမကြည်သေးအဲချူလေးတို့ရိုက်တုံးကတော့ဒီလောက်ထိပြိတဲ့ခြိုက်ပြီးရောပေါ့နော်ဟိုအားပေးခြင်းခံရမယ်လို့မထင်ထားဘူးဒါအမှန်တိုင်းပြောတာပေါ့နော် ဟိုသူတို့ဟိုအချိန်ရောပေါ့နော်ဂျူလီတို့အလုံးလုံးရအတော်တွင်းမှာလဲဂျူလီတို့မှာလိုအပ်ချက်တွေများရှိမလားဆိုရယ်ဆိုရင်စိတ်ကြီးရှိတယ်ဒါပေမဲ့ပေါ့နော်ပြန်ကြားရတာကြတော့လေဒီ production ကလည်းနှမ်းပို့တဲ့ဝန်တာပါတယ်ပေါ့နော်တအားဟိုပေါ့ဒီဒီသူတို့ရဲ့ rating တွေပေါ့နော်သူတို့စစ်ရတဲ့အထဲထဲမှာပေါ့နော် M channel မှာစစ်ကြည့်ရတဲ့အချိန်မှာတော့တအားဟိုပရိသတ်ရဲ့စိတ်နှစ်သက်ခြင်းကိုခံရတယ်ဆိုပြီးတော့ဂျူလီကိုလည်းအရေးကြီးစုတင်ပါတယ်ဆိုပြီးလာပြောတော့မှလေး ဝါးပျော်လိုက်တာပေါ့နော်အဲအဲ့လိုပဲရမကကျိုးမှလည်းအဲ့လိုပဲငယ်ဘဝကနေပြီးတော့ကြီးသွားတဲ့အထိအဲ့လိုပဲလာအောင်မှာပဲဆိုတော့လေဂျူလီယာကတော့ဇလန်းပြောမှာတော့တကယ်ကံကောင်းပါတယ်တကယ်ဟိုပေါ့နော်ဟိုကိုတကယ်လုံးပြလို့ရတဲ့ character တွေပေါ့နော်ကိုဘလောက်လုံးနိုင်လဲပေါ့နော်ကိုစွမ်းညံစွမ်းရှိတလောက်ကြိုးစားလို့ရတဲ့ character တွေရတယ်ပေါ့နော်လုံးရှင်ပတ်ကြတော့ဟာတာပဲဟို drama ရှားတယ် ါမဲ့လည်းရှားတာလေးကိုလည်းအကောင်းဆုံးစူးစမ်းရတယ်ပေါ့နော်ဘူရော့ကင်းဆိုလည်းအကောင်းဆုံးစူးစမ်းရတယ်အခုလာမဲ့ဖီလင်းဆိုလည်းအကောင်းဆုံးစူးစမ်းထားပါတယ်ဟုတ်